မင်္ဂလာပါရှင်ဒီနေ့ကျမရောအတူတူကွာလီလာကြမယ့်အကြောင်းအရာကတော့ကောရင်သူဩဝါဒစာပထမဆောင်အခန်းကြီး၁၁ပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါအဲဒီအချက်လက်တွေကတော့ The Wise Believers အဖွဲ့ကပြုစုထားတာကိုအခြေခံပြီးတော့ဆွေးနွေးသွားကြမှာပေါ့နော်ဟုတ်ပါတယ်ဒီအခန်းကြီးကလေ with ပြုကိုကွယ်မှုနဲ့အထင်းတော်စီလုံးချက်တဲ့တော်တော်အရေးကြီးတဲ့လမ်းညွှန်ချက်တွေတွေ့ရတယ်နော်တချို့အချက်တွေဆိုအခုထိတောင်ဆွေးနွေးစရာဖြစ်နေတော့မယ်မှန်ပါတယ်အဲ အဓိကတော့ဒီအခန်းမှာအပိုင်းနှစ်ပိုင်းခွဲကြည့်လို့ရမယ်ထင်တယ်ပထမပိုင်းကဟိုဝတ်ပြုချင်မှာအမျိုးသားအမျိုးသမီးတွေရဲ့အဖြူမှုအထူးသဖြင့်ဥကောင်းဖုန်းတဲ့ကိစ္စပေါ့အင်းဟုတ်ဒုတိယပိုင်းကတော့တခင်ဖျားရဲ့ပွဲတော်ကိုဘလို့မမှန်ကန်ကန်စင်နွေးမလဲဆိုတာကိုအလေးပေးပြောထားလာပါဆိုတော့ဒီရှင်ဟောင်းလင်းညွန့်ချက်တွေကနေဒီနေ့အတော့ဘလို့ခြေခံမှုတွေထုတ်ယူနိုင်မလဲကြည်ကြတာပါလေ ကောင်းပါပြီ။ဒါဆိုပထမဆုံးအဲ့ဒီဥခေါင်းဖုံးချင်းနဲ့ဆက်ဆက်နေတဲ့ဖခင်ရဲ့အခွင့်အနာအစီအစဉ်ကြောင်းလေးဆက်လိုက်ကြအောင်။လိလထားရတဲ့အရာဆိုရင် ရှင်ပေါလုကတီညာမှာအခြေခံကြရဲ့အစီအစဉ်တစ်ခုကိုပြောထားတယ်နော်။ဟုတ်ပါတယ်။သူကဖျားတခင်ချမ်းမထားတဲ့အစီအစဉ် order ကိုရှင်းပြတာပေါ့။ခရစ်တော်ကယောက်ျားရဲ့ဥခေါင်း၊ယောက်ျားကမိန်းမရဲ့ဥခေါင်းပြီးတော့ဖျားတခင်က ခရစ်တော်ရဲ့ဥခေါင်းဆိုပြီးတော့လေ။အင်းဒီနေရာမှာတတိထားရမှာက ဒါကတယောက်ကတယောက်ထပိုတန့်ဖို့ရှိတယ်ပိုတာတယ်ပြောတာမျိုးလုံးဝမဟုတ်ဘူးနော်ဟုတ်ကဲ့ဒါပေမဲ့ဖျားသခင်တတ်မှတ်ထားတဲ့တာဝန်နဲ့အခန့်ကဏလွတ်ဆုံမှုအစီအစဉ်ကိုဖော်ပြတာပါဒီနားလည်မှုကသူတို့ဝိဖြူကိုယ်ဝယ်ရကဘလို့ထင်ဟရမလဲဆိုတာကိုသူဆက်ရှင်းပြတယ်ဟုတ်ကဲ့အမျိုးသားတွေကဆူတောင်းတာတော့ပရော်ဖက်ပြူတာတော့လုပ်ရင်ဥခေါမဖုံးရဘူးလို့ဆိုတယ်မှန်ပါတယ်ဘာလို့လဲဆိုတော့အမျိုးသားကဖျားသခင်ရဲ့ပုံတဲ့နဲ့ဖုံးတွေကိုတိုက်ရိုက်ပြတာမို့လို့ဆိုလားအဲ့လိုသဘောပေါ့သူဥခေါကိုဖုံးလိုက်ရင် အဲ့ဒီဖုံးဝတ်တွေကိုဖုံးရကြမယ်ဆိုတဲ့သဘောမျိုးပါ။အင်းအမျိုးသမီးလူတွေကြတော့ဆက်ညင်ပတ်ပဲ။သူတို့ဆူတောင်းတာ profit ပြတာလို့တခါကြတော့ဥကောင်းကိုဖုံးတင်တယ်လို့လမ်းညွန်တယ်။အဲ့ဒါကဘာလို့ပြတာလဲ။အဲ့လိုလူချင်းအထင်သူတို့ကဖျားရဲ့အစီအစဉ်ထဲမှာ အမျိုးသားရဲ့ဥဆောင်မှုအခွင့်အနာကိုအသိအမှတ်ပြုချောင်းပြရတာပေါ့။哦နောက်ပြီးရှင်ပေါ်လို့ထည့်ပြတာတခုက ကောင်းကင်တမန်တွေကိုထောက်ထားပြီးတော့လေလွတ်တင်တယ်ဆိုတာလေ။ လာကဘယ်လိုသေးပဲလဲအဲ့ဒါကဟိုဝิญญလောကမှာရှိတဲ့အစီအစဉ်လေးကိုလေးစားမှုပြတယ်လို့ယူဆနိုင်တာပေါ့อืมစိတ်ဝင်စားကြပဲရှင်ပေါ်လို့ကလည်းဒီအခြေကိုပို့ပြီးတော့အလေးအနက်ဖြစ်တော့ပြောသေးတယ်เนาะအဲ့ဒီခေရင်ချင်းမှုနဲ့ဆက်ဆက်ပြီးတော့ဟုတ်တယ်အမျိုးသမီးတယောက်ကဥကောင်းမဖုံးမဲ့စူတောက်တာ profit ဖြူတာကစမင်ရိထတ်တယ်လို့ပဲအရှက်ရစရာဖြစ်တယ်ဆိုပြီးတော့အတိအကျပဲအဲ့ဒီခေမှာစမင်ရိခံရတယ်ဆိုတာကတော်တော်သိခါကြတဲ့ကိစ္စကိုဟုတ်တယ်เนาะဆိုတော့ ဒီနေရာမှာရှင်ပေါ်လူပြောကျင်တဲ့အဓိကအချက်ကအပေါ်ရန်လှည့်ရထအဲ့ဒီနောက်ွယ်ကအတွင်းသဘောထားဖြစ်ပေါ်မြရတယ်။အတွင်းသဘောထားဆိုတာကအဲ့ဒါကတော့ဖျားခင်ချမှတ်ထားတဲ့အစည်းအဝေးကိုလက်ခံလေးစားတာအတင်းတော်မှာတင့်တင့်လွတ်ပတ်စွာနေထိုင်တာမျိုးပေါ့။ဒီသဘောတရားကတော့ယဉ်ကျေးမှုတွေပြောင်းသွားပေမဲ့အရေးပါနေတော့မယ်လို့ဆိုနိုင်ပါတယ်။ဟုတ်ကဲ့။ဝတ်ပြုကိုးကွယ်မှုမှာဒီလိုတင့်တင့်လွတ်ပတ်ဖို့ ဖျားရဲ့အစည်းအဝေးကိုလေးစားဖို့အရေးကြီးသလိုပဲကောရင်တို့တင်းတော်မှာနန်းထပ်ပြဿနာကြီးတစ်ခုရှိခဲ့သေးတယ်နော်အဲ့ဒါကစီလုံးမှုနဲ့ပတ်သက်တယ်ဟုတ်ပါတယ်အဲ့ဒါကဒုတိယပိုင်းရဲ့အဓိကအကြောင်းအရာပေါ့တခင်ပြားရဲ့ပွေတော်ချင်းပါတဲ့အခါဖြစ်တဲ့ပြဿနာတွေอืมသူတို့ဆူဝေးတဲ့အခါမှာတော့စီလုံးမှုမရှိဘူးဖြစ်နေတာလားဟုတ်တယ်အုပ်စုတွေကွဲပြားနေရတာခရစ်တော်ရဲ့မေတ္တာနဲ့စီလုံးချင်းကို အတူတူအောင်းမရမယ့်အစားဟိုလူမွေးအစနှတန်းတွေစီဝံကွဲမှုတွေကအဲ့ဒီ ပွဲတော်တဲ့အထိပါလာတာအချင်းကြီးကဘလောက်တောင်ဆိုးလဲဆိုရင်လေချမ်းသာတဲ့သူတွေကသူတို့ယူလာတဲ့ကောင်းကောင်းမွန်မွန်အစာအုပ်တွေကိုအရင်စားပစ်လိုက်ကြပြီးတော့ဟုတ်တယ်။နောက်ကျမှရောက်လာတဲ့သူတွေဒါမှမဟုတ်တိတ်မပါလာတဲ့စင်းရဲတဲ့အသင်းသားတွေကိုလစ်လျူရှုထားတယ်မဆောင်မှုဆိုပြီးပြောထားတယ်နော်။မှန်ပါတယ်။ဒါကအတူတူဝေမျှစားရမယ်မိတ္တဟာယပွဲရဲ့သဘောကိုလုံးဝဖျက်ဆီးလိုက်တာပေါ့။ဒါကိုရှင်ဘောကဘလို့တုံ့ပြန်ခဲ့လဲ။ တော်တော်ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တာသူကတင်တို့စီဝေးကြတာဟာတခင်ဘုရားရဲ့ပွဲတော်ကိုစားဖို့မဟုတ်ဘူးလို့တရက်ကိုပြောခဲ့တယ်။အိုးဆိုလိုတာကသူတို့လုံနေတာက အမိခံတတ်သက်ပဲတကယ်ပွဲတော်ရဲ့အနှစ်သာရနဲ့လွဲနေပြီဆိုတာပဲဒီလိုခွဲခြားတာတွေကိုချင်းစာတရားမရှိတာတွေကတခင်ပြားရဲ့ပွဲတော်ကို မထီမမြင်လို့တာ ဖရားရဲ့အတင်းတော်ကိုမလဲစားတာစင်းရဲတဲ့ညီကိုမောင်နှမတွေကိုအဆက်ခွဲတာပဲလို့ပြစ်တင်ခဲ့တယ် တကယ့်ကိုပြင်းထန်တဲ့စကလုံးတွေပဲเนาะဒီလိုဆိုရင်ရှင်ပေါလုကသူတို့ကိုဘလို့လမ်းဟန်ပြန်ရောက်အောင်လမ်းညွှန်ခဲ့လဲပွဲတော်ကိုဘလို့ကျင်းပရမယ်ဆိုတာကိုဘလို့ပြန်ပြောလဲဟုတ်ကဲ့ရှင်ပေါလုကဒီပြည်တနာကိုဖြည့်ရှင်းဖို့လေသခင်ဖရာရဲ့ပွဲတော်ရဲ့မူလအစသူ့ရဲ့အတိတ်ပဲနဲ့ယူရချက်ကိုပြန်ပြီးအမှတ်ရစေခဲ့တယ်อืมသူကဒီတုံတင်ချက်ကိုလူစီကရတာမဟုတ်ဘူးသခင်ယေရှုကိုတော်တိုင်းစီကတိုက်ရရခဲ့တာဆိုပြီးအခိုင်အမာပြောခဲ့တယ် ဒါကဒီကိစ္စဘလို့အရေးကြီးလဲဆိုတာကိုပြတာပဲ။တခင်ယေရှုအနန်ခံရတဲ့ညကမိမ့်မှခဲ့တဲ့စကားဒီကိုသူပြန်ပြောပြတယ်နော်။ဟုတ်ပါတယ်။ပုံမှန်ကိုယူပြီးဂျေဇုလို့ချီးမွမ်းချိုးဖဲ့ပြီးတော့ဒါဟာတင်တို့အတွက်ဆို့နဲ့ငါကိုခန္ဓာပဲငါကိုအောက်မေ့ဖို့ဒီလိုလုပ်ကြဆိုတဲ့စကား။ဟုတ်တယ်။ပြီးတော့ညစားစားပြီးမှခွက်ကူယူပြီးတော့ဒီခွက်ကငါတွေးနဲ့တည်တဲ့ပစ်တင်ညာတရားတက်ပဲ။ဒီခွက်ကိုတောက်တိုင်းငါကိုအောက်မေ့ဖို့တောက်ကြဆိုတဲ့စကားတွေပေါ့။ဟွန်း ဒီစကားတွေကပွဲတော်ရဲ့အတီးပဲကိုရှင်းရှင်းလင်းလင်းပြန်မှတ်ရစေတယ်။ပုံမွန်ကကိုလိုရဲ့အပူဇော်ခန်းကိုခန္ဓာခွက်ထဲကစပ်ပီကြီးကတော့ကျွန်တော်တို့အပြစ်တွေ အတွဲသွန်းခဲ့တယ်။ဖျားနဲ့ကျွန်တော်တို့ကြာပစ်တင်ညာတရားတည်စေတဲ့ကိုလိုရဲ့အသွေးတော်ပေါ့။ဒါကိုအတုတကွာအောင်မြင်ရမှာ။ဒီအောင်မြင်ချင်းနဲ့အတူရှင်ဘောလုကအရေးကြီးဆုံးတတိပေးချက်တစ်ခုထပ်ပြောသေးတယ်နော်ပွဲတော်ကိုမထိုက်မတန်ပဲစားသုံးခြင်းရဲ့အန်ဒရီယဟုတ်ပါတယ် အဲ့ဒီမထိုင်မတန်ပဲဆိုတာကဘာကိုဆိုလိုတာလဲလူကလုံးဝအပစ်ကင်းနေမှစားရမှာလားကောင်းနေမေခွန်းပါပဲဒီမထိုင်မတန်ပဲစားသုံးခြင်းဆိုတာကလည်းလူတယောက်လုံးဝပစ်ကင်းစင်နေမှချင့်ကလွေရမယ်လို့ဆိုလိုတာမဟုတ်တော့ဘူးဘသူမှအဲ့လောက်မှမစုံလင်တာကိုဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာရှင်ပေါ်လို့ဆိုလိုချင်တာကပွေးတော်ရဲ့အလင်းနဲ့မှုကိုမတိပဲ လီလူရှူပြီးတော့မစိမချင်းတဲ့တဘောထာနဲ့ခရစ်တော်ရဲ့အသေးခံခြင်းအတိပေကိုတံပိုးမထားပဲအထူးသဖြင့်အသင်းတော်ထဲမှာစိတ်ဝမ်းကွဲပြားမှုတွေမေတ္တာမရှိတာတွေထားလျက်နဲ့စားသုံးတာကိုပြောတာဖြစ်ပုံများတယ်။အော်ကောရင်သအသင်းသားတွေလုံးတလူမျိုးပေါ့ ဟုတ်တယ်အဲ့လိုမထိုင်းမတန်းတဲ့စိတ်တဘောနဲ့စာသွုံးတာကသခင်ဖခင်ရဲ့ကိုတော်နဲ့အတွေ့တော်ကိုပြီးမှရရောက်တယ်လို့သူကပြင်းပြင်းထန်ထန်သတိပေးခဲ့တယ်။ဒါကြောင့်မို့ပွဲတော်မစားသွုံးခင်မှာလူတိုင်းကိုကိုကိုစစ်ဆေးဖို့လိုတယ်လို့အလေးနဲ့ပြောတာပေါ့နော်။အတိကြပါ။ကိုစိတ်ထဲမှာညီအကိုမောင်နှမတွေအပေါ်မချေနပ်တာ ခွင့်မလွတ်နိုင်တာခွဲခြားခြင်းစိတ်တည်ရှိနေသလားစနာမျိုး။ဟုတ်တယ်။ခရစ်တော်ရဲ့ပေးဆက်ခြင်းကိုတကယ်အလေးထားရလား။ ကိုယ့်အသက်တာမှာဝမ်းချစရာအပြည့်အစုံရှိနေသလားဒါတွေကိုယူယိုသားသားစမ်းစစ်ဖို့လိုတယ်လို့ဆိုလိုတာပေါ့အင်းဒီလိုကိုကိုကိုမစစ်စစ်ပဲမထိတ်တန့်စွာစားသုံးလို့ကိုရင်းအတင်းထားတချို့ဆိုရင် အားနေတာဖျားနာတာတည်ဆုံးတာတွေတောင်ကျွန်ခဲ့ရတယ်လို့ရှင်ဘောလို့ကမချက်ပေးခဲ့သေးတယ်ဟလာတော်တော်အလင်းနဲ့ထားရမယ့်ကိစ္စပဲနော်ဟုတ်ပါတယ်ပေါ်ပေါ်ဆက်ဆက်သဘောထားလို့မရဘူးဆိုတာကိုပြနေတာ ဒီအချက်ဒီအလုံးကိုပြန်ကြည့်ရင်လေစကော့စတစ်ကနေကျမတို့လက်တွေ့ဘဝတွေ့ယူစရာသင်္ကားစာတွေတော်တော်များရနိုင်တယ်လို့ထင်ပါတယ်သိကြပါတယ်အဓိကအဖြစ်အချက်၃ချက်လောက်ကောင်းလို့လို့ရမယ်ထင်တယ်ပထမအချက်ကတော့ဖျားသခင်ရဲ့အခွင့်အာဏာနဲ့အစီအစဉ်ကိုလေ့စားဖို့ပါအင်းဦးကောင်းဖိုးနဲ့ကိစ္စကယဉ်ကျေးမှုအရာအခုခေတ်မှာကွဲနိုင်ပြီမဲ့သူတို့ကအခြေခံမှုကအရေးကြီးတယ်ပေါ့အခန္ဓာအတင်းတော်မှာတင့်တင့်စွာ နေထိုင်ကြင့်ကြံတာက အမြင်အရေးကြီးနေမှာပါ ဒုတိယအချက်ကတော့စီးလုံးခြင်းနဲ့မေတ္တာပဲဖြစ်မင်းနော်ဟုတ်တယ်တခင်ပြားရဲ့အပွားတော်ကကျွန်တော်တို့အာနုံခရစ်တော်အပြင်တလုံးတော်တွေထစ်တယ်ဆိုတော့ကိုအထင်ရှားဆုံးပြတဲ့အချင်းအချင်းချင်းအပေါ်မေတ္တာပြရမယ့်အချင်းပေါ့ဟုတ်ကဲ့ကောရင့်ထိုအသင်းသားတွေလိုခွဲခြားတာတခိုကောင်းဆန္ဒမျိုးမဟုတ်ပဲကိုချင်းစတဲ့ရာဝေမျှခြင်းလေးစားမှုတွေနဲ့ချင်းကပ်ဖို့လိုတယ်လို့ဒီအခန်းကြီးကတတိပေးနေတယ်လို့ပဲ တတိယနဲ့အလွန်အရေးကြီးတဲ့အချက်ကတော့မိမိကိုယ်ကိုမှန်မှန်ကန်ကန်စစ်ဆေးခြင်းပါပဲ။음။ဒါကကိုယ့်အဖြစ်ကိုပဲရှာနေဖို့တော့မဟုတ်မလား။မဟုတ်ပါဘူး။ဒါကကိုယ့်ကိုယ်ကိုအဖြစ်တင်ဖို့တသက်မဟုတ်ပဲဖျားသခင်နဲ့ရောလူအချင်းချင်းနဲ့ပါမှန်ကန်တဲ့ဆက်ဆံရေးရှိနေရလားဆိုတော့ကိုရိုးတော့စာဆန်စစ်တာပါ။ကိုယ်မှာပြင်းစရာရှိရင်ပြင်းခွင့်လွတ်စရာရှိရင်ခွင့်လွတ်မေတ္တာပြဖို့လိုအပ်ရင်မေတ္တာပြဖို့တတိပေးတာမျိုးပေါ့။ကိုယ့်ကိုယ်ပို့ပြီးအတိပေးရှိရှိချင်းကနိုင်မှုကူညီပေးပါတယ်။ ဟုတ်ကဲ့ခြုံပြောရရင်တော့ဂောရင်သူပထမဆောင် အခန်းကြီး7ကဝိဖြူကိုကွယ်မှုရဲ့အတော်ရန်လောအတွင်းတဘောရောအရေးကြီးကြောင်းဖျားရဲ့အစီအကျင်ကို လေးစားဖို့အတင်းတို့ရဲ့စီလုံးမှုကိုတမိုးထားဖို့အချင်းချင်းမေတ္တာနဲ့ဆက်ဆံဖို့အထူးသဖြင့်သခင်ပြားရဲ့ပွဲတော်လိုလလေးနဲ့တဲ့အချိန်မှာကိုကိုကိုထေချာစစ်ဆေးဖို့လိုအပ်ကြောင်းအလေးပေးထင်ကြားနေတယ်လို့နားလည်မိပါတယ်ရှင်မှန်ပါတယ်ဝိဖြူကိုကွယ်မှုဆိုတာကျွန်တော်တို့ရဲ့နှလုံးသားတဘောထား အချင်းချင်းပေါ်မြင်တဲ့အမြင်ဖရားပေါ်ထားတဲ့နာခမှုတွေနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ဆိုတာကိုဒီအခန်းကြီးကကောင်းကောင်းဖော်ပြတော့ပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေကတကယ်ကိုစဉ်းစားစရာဆင်ခြင်စရာဒီအများကြီးပေးပါတယ်နော်အထူးသဖြင့်ဒီအကြောင်းအရာလေးကိုစုစည်းပေးခဲ့တဲ့ The Wise Believers အဖွဲ့ကိုလည်းကျေးဇူးတင်ကြောင်းပြောပါစေဟုတ်ကဲ့ဒီနေရာမှာကျွန်တော်စပီးစဉ်းစားကြည့်ဖို့မိကုန်းလေးတစ်ခုထားခဲ့ကြပါတယ်။သခင်ဖျားရဲ့ပွဲတော်မှာအလီးထားရတဲ့ကိုကိုကိုစစ်စစ်ချင်းနဲ့ စီးလုံးမှုကိုတန်းပို့ထားခြင်းဆိုတဲ့အခြေခံမျိုးတွေကိုလည်းอืมကျွန်တော်ရဲ့ဝိဖြူချိန်တွေမှာတင်မကပါပဲနေစဉ်အတ္တရဲ့တခြားအပိုင်းတွေဥပမာမိသားစုဆက်ဆံရေးအလို့ခွင့်ကလို့ဖို့ကံပြည်နဲ့ဆက်ဆံရေးဒါမှမဟုတ်လူမှုအတိုင်းအဝန်တွေကအတုတွေကလွတ်ဆောင်မှုတွေမှာတော့ဘလို့လက်တွေ့ချင်းတုံးနိုင်မလဲဟုတ်ကဲ့ကောင်းတယ်မြေကွန်ပါကိုပဝင်ချင်မှာစီလုံးမှုကိုအဟအတာချစ်စေတဲ့ကိုချင်းစာတရားမဲတဲ့အပြုမှုတွေကိုတတိပြုမိဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲဆိုတာကိုဆက်ပြီးစဉ်းကျင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။တကယ်ကိုကောင်းတဲ့စဉ်းကျင်ကြမေဟုံးပါပဲ။ဒီနေ့ဒီအကြောင်းအရာကိုအတူတကွာလေ့လာခွင့်ရတဲ့အတွက်ကျေးဇူးများအတင်ပါလဲ။